ထိုညမှာစေကြီးကိုလမ်းမတော်ဖိုးတို့တို့မိသားစုခိုးလုံရန်ရောက်ရှိလာကြပါတယ်။ဥပ္ပစင်ရဲ့ခြံရည်ကြီးထဲမှာတဲလွတ်တလုံးမှာဖိုးတို့တို့မိသားစုအားနေရာချပေးပါလေ။ထိုညကရန်ကုန်ဘက်စီမှလေရင်တံများဘုံကျဲတံများပြစ်ခတ်တံများကြားရတော်လေပင်ပန်းမှုကြောင့်အားလုံးနှိမ့်နှိမ့်ချက်ချက်အေးပြော်သွားခဲ့ပါလေ။မနက်မိုးလင်းသောအခါဥပ္ပစင်မိမကထမင်းညံ့နဲ့အစာပြေအကြောစုံကိုစားကြပါလေ။ဟေးဖိုးတို့မင်းနဲ့ကပြီးရင်ရွာတွေကလူတယောက်ကိုတွားတွေ့ရမယ်ကွာ။ ဥဖိုးစင်ရဲ့စကားကြောင့်ဖို့တုတ်မျက်မှောင်ကျုံသွားပါလေ။ဘာလဲ။တကြီးစီကိုသွားပြီးအကြောင်းကြောင်းလို့လာပါကြီး။တကြီးတဲ့ဆိုးတဲ့လူဟာတခြားသူတွေဆိုရင်တော့အကြောင်းမဟုတ်ပါဘူး။မင်းကလမ်းမတော်ဖို့တုတ်ဖြစ်နေတော့ငါတို့ကကိုမျက်နှာစီသွားပြီးအတိပေးထားမှဖြစ်မှာ။ကိုမျက်နှာဆိုတော့ဘာလို့လဲ။တ냐ဘူးလေ။ဒီဘက်ရွာစဉ်တကြောမှာတော့မျက်နှာကိုကြော်ရဲတယ်ကောင်မရှိဘူးကွ။မင်းဟိုအရင်တင်းစေးလာပြီလို့ဘာလို့တော့ ဒီဘက်ရောပါလာနေတော့ကိုမျက်နှာစီအချောင်းချပြီးမှလာနေရတာကွာရန်ကုန်ကန်းကလူမိုက်တွေဒီဘက်လာရင်သူမသိပဲနေခွင့်မရှိဘူးဟာဟုတ်လားဤသားဗျာဟုတ်လားဤသားလုံးမနေနဲ့ငါလူကြီးမင်းတို့ငါတို့မိုက်တာကခုတ်ရဲထည့်ရဲတဲ့အလောင်းဖြောင်ရဲတယ်ဒီလောက်ဖေးဒီကောင်ကြီးနဲ့အဖွဲကခစ်ထားတော့လူသက်ပြီးချက်စားပြစ်တာဟာမင်းတို့အရင်ရန်ကုန်ဘက်ချမ်းမှာလူမိုက်လုံနေတဲ့ရေရောကကိုသိန်းကိုသန်းညီကိုစုဟိုဘက်မှာမမ်မဆာတွေလိုက်တတ်တော့ဒီဘက်လာခုပြီးဘူးကြသေးတာဟာ ကိုမြလာနဲ့တွေ့တော့နှစ်ကောင်လုံးလက်ကလေးတွေပိုက်ခိုင်းပြီးဝင်းရင်တုံနဲ့ရိုက်ခိုင်းရတာကိုလူကြီးခုကောင်ကြီးကခံတာပဲလားမခံလို့ရမလားကွာဒီနယ်မှာလူဆိုးလူမိုက်မှန်သမျှကိုမြလာတပည့်ကြီးကြီးပဲသူ့တမယအဖွဲကလူစုလိုက်ရင်ကို50ရှိတယ်အထက်ဘက်မှာကဘဏ္ဍကရသေးသဘုံထတော့သူ့ပါခဲ့သေးတယ်အင်္ဂလိပ်ကတကြုံပို့တာကိုပြန်ပြေးလာပြီးဒီဘက်မှာဓမြကိုလှုပ်ရှားနေတာဟိုအမှောင်နှကောင်လုံးကတော့နောက်တစ်ခါဒီဘက်ကလာရင်ချက်စားပြင်မယ်ဆိုပြီးချိန်လိုက်တာ ပြန်ကိုပေါ်မလာတော့ဘူးသူ့အရင်နဲ့သူတော့ဘယင်မဲဟေးဖေအောင်မင်းမလိုက်ကျွန်တော်မရဘူးဖို့တို့ရဲ့ဟုတ်ကဲ့ကျွန်တော်လိုက်ခဲ့ပါမယ်ဆံမပါလိုက်ခဲ့ဒီကောင်ကကလာသားဆိုတော့ရွာလေးဟိုဟိုဒီဒီဆိုပြဿနာဖြစ်မှာဆိုးရတယ်ကိုမျက်လာနဲ့အပေးထားမှာတော်ဟာကြမယ်ဖေအောင်မင်းကြောက်ရလားဆံမမကြောက်ပါဘူးဘာကြီးဖိုးစင်ရမကြောက်ရင်မင်းခွက်ကဘာဖြစ်နေတာတော့ ဟာအခုသွားတွေ့မဲ့လူကြီးကလူသားစားတယ်ဆိုလို့ပါဗျာယွန်စရာကြီးဗျာယွန်လို့ယွန်လို့